အပိုင်းရှေ့ဆက်မှာတော့ဂျင်ဝူကသူ့ရဲ့လူတွေကိုလာပြီးတိုက်ခတ်နေတဲ့မွန်စတာတွေကိုတိုက်ခတ်ခဲ့ပါတယ်။ဒါပေမဲ့နောက်ဆုံးတစ်ကောင်လှည့်ကိုရောက်တော့တစ်ဖက်ကမွန်စတာကသူ့ကိုမတက်ဖို့တောင်းဆိုလိုက်တာကြောင့်ဂျင်ဝူကကြောင်သွားပြီးတစ်ဖက်လူရဲ့ခေါင်းဆောင်ကိုဆွဲချွတ်လိုက်ပါတယ်။အထဲကနေပေါ်လာတာက F လိုမျိုးပုံစံဆင်တူတဲ့ကောင်မလေးတယောက်ကိုတွေ့လိုက်ရတာကြောင့်ဂျင်ဝူကအံ့ဩတော့ခဲ့ပါတယ်။ကောင်မလေးကဂျင်ဝူကိုကယ်ပေးဖို့ပြောနေခဲ့တာကြောင့်ဂျင်ဝူကမင်းကငါ့လူတွေကိုလာတိုက်ခိုက်ပြီးတက်ရှင်ခွင့်လာတောင်းနေရလားလို့မေးလိုက်ပါတယ်။ ဒါပေမဲ့ဂျင်ဦးက ကောင်မလေးကိုမတက်ဖဲထားလိုက်ဖို့စီရင်နားလိုက်ပါတယ်။အရင်နောက်သူကကောင်မလေးကိုမင်းရဲ့လူတွေအားလုံးတည်သွားပြီးအဲ့ဒါကအဆင်ပြေလို့လားလို့မေးလိုက်တော့ကောင်မလေးက night မျိုးနွယ်ရဲ့တာဝန်ကဘရင်မျိုးနွယ်ကိုကာဝယ်ဖို့ဖြစ်တာကြောင့်သူမသာအဆင်ပြေနေရင်ရပါတယ်လို့ပြောလိုက်ပါတယ်။ဒါ့အကြောင်းတော့ဂျင်ဦးကတစ်ဖက်ကိုလှည့်သွားချိန်ကောင်မလေးကအနောက်ကနေတိုက်ခိုက်ဖို့လုပ်ပင်မဲ့ဂျင်ဦးရဲ့ရိတ်စစ်သားကပေါ်လာပြီးကာပစ်လိုက်ပါတယ်။ဂျင်ဦးကကောင်မလေးကိုဒါကဘာသဘောလဲလို့မေးတော့ကောင်မလေးကဂျင်ဦးကိုအသက်ချမ်းသာပြီးရင်ဘာမဆိုလို့ပေးပါမယ်လို့ပြောလိုက်ပါတယ်။ အရင်နောက်ဂျင်ဦးကကော်မလေးကိုထိန်းချုပ်လိုက်ပြီးဝင်းဝင်းစာရွက်ထပ်တောင်းလို့ရလာလို့မေးလိုက်ပါတယ်။ဒါ ਉਹ ကြားတော့ကော်မလေးကဂျင်ဦးကိုဝင်းဝင်းစာရွက်တာဆိုရင်သူမတို့ကတိုင်းနာတာအကြရေးဖြစ်ကြောင်းပြောပြပါတယ်။ပြီးတော့ကော်မလေးက"သူမနဲ့မျိုးနွယ်ကိုသာမထိခိုက်ဘူးဆိုရင်စာရွက်ကိုပေးမယ်"လို့ပြောလိုက်ပါတယ်။ဒါအပြင်ကော်မလေးကအထက်တိုင်းမှာရှိသေးတဲ့ဝင်းဝင်းစာရွက်တရဲ့နေရာကိုလည်းသိရလို့ပြောပြလိုက်ပါတယ်။ဒါ ਉਹ ကြားတော့ဂျင်ဦးကချိန်နဲ့သွားခဲ့ပြီးကော်မလေးကိုဒါဆိုရင်လှုပ်ပေးမယ်လို့ပြောလိုက်ပြီးမင်းကိုယုံလို့ရတယ်မလားလို့မေးလိုက်ပါတယ်။ ဒါအိုကြောင့်တော့ကောင်မလေးကဂျင်းဝန်းစီကနေစိတ်ထွက်နေတဲ့ကြောက်စရာအငွေတက်တွေကြောင့်လန်သွားပြီးခက်မြက်မြန်မြန်ဘောတူလိုက်ပါတယ်။အဲဒီနောက်ဂျင်းဝန်းကကောင်မလေးကိုလှုပ်ပေးလိုက်ပြီးမင်းတို့ကဘာလဲလို့မေးလိုက်ပါတယ်။အဲဒီချိန်မြို့မြို့မှာတော့ပြက်စိတ်ကောင်တွေကလူတွေကိုလိုက်လံတက်ဖြတ်ပြီးမြို့ကိုလည်းဖျက်ဆီးပစ်နေခဲ့ပါတယ်။အားလုံးပြီးသွားချိန်မှာတော့သူကမြို့ရဲကနေထွက်လာခဲ့ပါတယ်။တဖက်မှာကောင်မလေးကသူတို့မိသားစုက Real Day မိသားစုဖြစ်ပြီးသူမရဲ့နာမည်က Ishiru ပါလို့ပြောပြခဲ့ပါတယ်။ဒါအိုကြောင့်ဂျင်းဝန်းကသူသိချင်တာကအဲ့လိုပုံစံမှုလို့စိတ်ညစ်သွားခဲ့ပါတယ်။ ်အရင်နောက်မှာတော့ဂျင်ဦးကအီရှီရူကိုမင်းတို့ခေါင်းထဲမှာရောလူတက်ဖို့မိန့်ကိုကြားလာလို့မေးတော့အီရှီရူကအဲ့လိုမိန့်မဟုတ်ပဲဒီကိုဆောက်ရောက်ခရဲကဒီနေရာကိုကာဝယ်ဖို့မိန့်ကိုပဲကြားရတယ်လို့ပြောလိုက်ပါတယ်။ဒါကြောင့်ဂျင်ဦးကအီရှီရူကိုအရင်ကဘယ်မှာနေရလဲလို့မေးတော့အီရှီရူကမာကိုင်းမှာလို့ပြန်ပြောခဲ့ပါတယ်။သူတို့ကအဲ့မှာစစ်ပွဲအတွက်ပြင်ဆင်နေကြတာလို့ပြောပြပါတယ်။ဒါအပြင်သူမတို့ရဲ့ရန်သူစွမ်းအားကအာကူမာရီအားလုံးဆုလိုက်ရင်တော့မှီဦးလို့ပြောလိုက်ပါတယ်။ဒါပေမဲ့အီရှီရူကလူရောထပ်ပို့ပြီးပြောပြမိတာကြောင့်စစ်တန်ကိုပိတ်ခံလိုက်ရပါတယ်။ ဒါကြောင့်ဂျင်ဦးကဒလိလက်သွားတဲ့အီရှီရီကိုထိန်းအားလိုက်ပြီးသူ့အနေနဲ့ဒီထက်ပိုမေးလို့မရဘူးဆိုတာသိသွားခဲ့ပါတယ်။အဲဒီချိန်ဂန်ဟီရိုကလည်းပျော်စိတ်နဲ့ပတ်သက်ပြီးအစည်းအဝေးလုပ်နေခဲ့ပါတယ်။ဝူးကပျော်စိတ်ရတိုက်ခတ်မှုကြောင့်ပျက်စီးသွားတဲ့ဂျွန်ပုံကြီးကိုပြလိုက်ပြီးဒေဆုံးသူဦးကြီးက148ယောက်လို့ပြောပြလိုက်ပါတယ်။ဒါအပြင်လွတ်လိုက်တဲ့ဟန်တာ108ယောက်ရောအားလုံးတေဆုံးသွားပြီလို့ဝူးကပြောပြပါတယ်။ဒါကိုကြောတော့အချီနေရီကအတော်လေးစိုးနေတာကိုဂန်ဟီကသတိထားမိသွားခဲ့ပါတယ်။ သူကချက်ချင်းပဲ DFN ကိုဆက်သွယ်ကအကူအညီတောင်းမှုဝူးကိုပြောလိုက်ပြီးအနီးတစ်ဝိုက်ကမျိုးတွေကိုလည်းဒီအကြောင်းကိုသတိပေးထားဖို့ပြောလိုက်ပါတယ်။ပြီးတော့နောက်တစ်ခေါက် rate ကိုကာနန်းကျွန်းမှာလုပ်မယ်လို့ဂန်ဟီကအတည်ပြုပေးခဲ့လိုက်ပါတယ်။အဲဒီ chain ဖက်မှာလည်း Isheru ကသတိရလာပြီး"သူမကဘာလို့သတိလည်သွားလဲဆိုတာမသိခဲ့ပါဘူး"ဂျင်ဝကတော့မင်းစင်ပြီလို့ဝမ်းသာတယ်လို့အီရှီရုကိုပြောလိုက်ပါတယ်။ပြီးတော့ဂျင်ဝကအီရှီရုကိုမင်းရဲ့မင်းတို့ရဲ့နေရာကိုရောက်ဖို့နီးပြီလားလို့မေးတော့အီရှီရုကမှလမ်းမကမ်းမှရှိတဲ့ရဲရိုက်ကိုပြသခဲ့ပါတယ်။ ဒါပေမဲ့ဂျင်ဦးကိုမြင်တော့အီရှယ်ဦးရဲ့အဖေကလန့်သွားပြီးဘာအီးကိုခေါ်လာလဲလို့မေးလိုက်ပြီးသူ့ရဲ့နောက်မှာရှိတဲ့အဆုံးမဲ့စစ်သားတွေကိုမြင်မှုလားလို့ပြောလိုက်ပါတယ်။ဒါကိုကြောက်တော့ဂျင်ဦးကတော်သားပဲလို့ပြောပြီးအီရှယ်ဦးရဲ့အဖေကဂျင်ဦးကသူ့ရဲ့နန်းတော်ကိုတန်းကြီးနေတယ်လို့ထင်ကတိုက်ခိုက်ဖို့လုပ်ပေမဲ့ဂျင်ဦးကဝင်းဝန်းစာရဲ့ကိုသားပေးဖို့ပြောပါတယ်။ဒါကြောင့်အီရှယ်ဦးရဲ့အဖေကစိတ်ကိုရှော့လိုက်ပြီးဂျင်ဦးကိုဝင်းဝန်းစာရဲ့ပေးလိုက်ပါတယ်။ဒါ ਉਹ ရသွားတော့ဂျင်ဦးကနောက်ထပ်တစ်ခုအနေနဲ့အီရှီရူကိုငှားသွောင်းမယ်လို့ပြောလိုက်တော့အဖေဖြစ်သူကလန့်သွားခဲ့ပါတယ် ဒါပေမဲ့ဂျင်ဟူကတော့အီရှီရူးကအထက်တိုင်းကဝင်ခွင့်စာတွေကိုတည့်ရဲလို့ပြောခဲ့ကြောင်းရှင်းပြလိုက်တာကြောင့်အဖေဖြစ်သူကသဘောတူလိုက်ပြီးသမီးဖြစ်သူရဲ့လုံခြုံရေးကိုဂျူးဆိုင်ဖို့မှားလိုက်ပါတယ်။တစ်ဖက်မှာတော့စစ်စင်ရင်အဖွဲ့တွေကဖန်ဆီးရမိလာတဲ့ PSA ကောင်ကိုစမ်းသပ်မှုတွေလုပ်နေခဲ့ပါတယ်။ဒါကိုဂရီးယန်မာစတာကစောင့်ကြည့်နေချိန်သူ့ရဲ့လက်ထောက်ကဝင်လာခဲ့ပါတယ်။အဲဒီချိန်ဂျင်ဟူကတော့အထက်89ကိုရှင်းလင်းပစ်ခဲ့ပါပြီ။အီရှီရူးကတော့ဝင်းဝက်ဆိုင်ကိုရဖို့အတွက်အထက်တန်းလော်တွေကိုလက်ထိုးဖို့ယူလာတဲ့ပလင်းကအလကားထပ်ဖြစ်သွားပြန်တာကြောင့်သူမကစိတ်ညစ်နေခဲ့ပါတယ် အရင်တော့မှတော့ဂျင်ဟူးကအီရှယ်ရူကိုပြန်ဖို့ပြောလိုက်ပြီးသူ့ဘာသူဆက်သွားလိုက်မယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့အီရှယ်ရူကတော့လက်မခံခဲ့ပဲသူမကလည်းဂျင်ဟူးနဲ့တူလိုက်ချင်ကြောင်းပြောလိုက်ပါတယ်။အရင်တော့မှတော့ဂျင်ဟူးတို့ကအပေါ်ကိုရောက်လာလေလေပို့ပြီးခက်ခဲလာလေလေဖြစ်ပါတယ်။အထက်တစ်ခုချင်းစီကတရဝါတွေကပုံမတန်မာလာပြီးအေးတွက်ကလည်းပုံမများပြားလာခဲ့ပါတယ်။ဒါပေမဲ့ဂျင်ဟူးကဆင်ရင်တက်ပြီးတက်သွားနေကြတာပါ။တဖက်မှာတော့ choice ကသူနဲ့ကိုစက်ကောတို့ကိုကာနန်းကျွန်းက rate အတွက်ဖိတ်ခေါ်စာပို့လာလာလို့ခြောက်ကိုမေးလိုက်ပါတယ် ဒါကိုကျတော့ချကမီးစုရှင်တွေကိုရောပဲလို့ပြန်ပြောလိုက်ပြီး choy ကတော့ဒါကပူးပေါင်းလို့ဆောင်မှုဖြစ်လိမ့်မယ်လို့ပြောလိုက်ပါတယ်။ဒါအပြင် choy က BSA တွေကိုသာတတ်နိုင်မယ်ဆိုရင်ဘယ်သူပဲဖြစ်ဖြစ်ရရလို့ပြောလိုက်ပါတယ်။တဖက်မှာလည်းဂျင်ဦးကနောက်ဆုံးနောက်ကိုရောက်လာခဲ့ပါတယ်။အဲဒီချိန်သူတို့ကကောင်းငင်ဘော်ကနေပေါ်လာတဲ့မိဆာပြင်းဘော်ရန်ကိုတွေ့လိုက်ရပါတယ်။ဘော်ရန်ကမိုးရံကားနဲ့တူရောက်လာခဲ့ပြီးအီရှီရူကတော့ဘော်ရန်စီကနေထွက်လာတဲ့လူတက်လို့စိတ်ကြောင့်ထိတ်လန့်သွားခဲ့ပါတယ်။အဲဒီချိန်ဘော်ရန်ကသူ့ရဲ့စစ်သားတွေကိုခေါ်ပြီးဂျင်ဦးကိုတိုက်ခိုက်ဖို့လုပ်ပါတယ်။ ဒါကြောင့်အီရှီရူးကလန့်သွားပြီးဂျင်ဦးကလည်းသူ့ရဲ့စစ်တီတွေကိုခေါ်ထုတ်လိုက်ပါတယ်။အဲဒီနောက်ပြင်းထန်တဲ့တိုက်ပွဲကဖြစ်လာခဲ့ပြီးဂျင်ဦးကအချင်းတွေကိုစောင့်ကြည့်နေပါတယ်။တစ်ဖက်မှာလည်းအီရှီရူးက"သူမအနေနဲ့ဘယ်ဘက်ကနေဝင်ပါရမလဲ"ဆိုတာကိုမသိဘူးဖြစ်နေခဲ့ပါတယ်။အဲဒီချိန်ဘာရန်ကသူ့ကိုမိုးလို့ရိနဲ့တိုက်ခတ်လိုက်ပါတယ်။သူ့ရဲ့တိုက်ခိုက်မှုကြောင့်စစ်သားတွေကတေကုန်ပြီးဂျင်ဦးကတော့အီရှီရူးကိုကာဝယ်ပေးထားလိုက်ပြီးဒါကရိုးရိုးမိုးကျိုးမှုဖို့လို့ပြောလိုက်ပါတယ်။အရင်နောက်ဂျင်းဦးကဘာရန်ရဲ့မိုးလို့ကြောင့်အားလုံးကတေကုန်တာကိုမြင်နေတာကြောင့်ဒီတိုင်းဆိုမန်နာရီကုံသွားတော့မယ်ဆိုတာသဘောပေါက်သွားခဲ့ပါတယ် ဒါကြောင့်ဂျင်ဝင်းကကိုဖျောက်စွမ်းကိုတုံးပြီးဘော်ရန်ကိုပြေးဝင်တိုက်ခိုက်ပေမဲ့ဘော်ရန်ကသူ့ရဲ့လှရှားမှုတွေကိုမြင်နေခဲ့ပါတယ်။ဒါကြောင့်ဂျင်ဝင်းကကီဘာကိုတိုက်ခိုက်ဖို့အချက်ပြလိုက်ပြီးဘော်ရန်ရဲ့တိုက်ခိုက်မှုကိုခုခံခဲ့ပါတယ်။ကီဘာရဲ့တိုက်ခိုက်မှုကြောင့်ဘော်ရန်ရဲ့နဂါးကလယ်ပင်ပြက်ကတေဆုံးသွားခဲ့ပါတယ်။ဒါအောင်မြင်တော့ဂျင်ဝင်းကနောက်ဆုံးတော့ဆင်းလာပြီးပေါ်လို့ပြောလိုက်ပါတယ်။အဲဒီချိန်ဘာကန်ဂိလ်ရဲ့လက်ထောက်ကသူမတို့ဂိလ်မာစတာဂိုတိုရူဂျီနဲ့မိတ်ဆက်ပေးလိုက်ပြီးသူမကဘာသာပြန်ဖြစ်တောင်းယူထားကြောင်းပြောပြလိုက်ပါတယ်။ဒါ ਉਹ ကျတော့ဂန်ကြီးကဂိုတိုကိုကြည့်လိုက်ပြီးဂိုတိုရဲ့ဂိလ်အကြောင်းကိုစဉ်းစားနေပါတယ်။ ကိုတိုရိုရဲ့ဂစ်က Astran 7ယောက်နဲ့ဖွဲ့စည်းထားတဲ့အကြီးဆုံး glue တစ်ခုဖြစ်ပါတယ်။အဲဒီချိန်လက်ထောက်ဟာနဲကာဝါကအားလုံးကိုပြဿနာတူဖြေရှင်းမှုပြောလာလို့ကျေးဇူးတင်တယ်လို့ပြောလိုက်ပါတယ်။ဒါကိုကျော်တော့ဂန်ကြီးကသူတို့ဘက်ကကမ်းလှမ်းမှုကိုအရင်ဆက်ခဲ့တာပါလို့ပြောပြီးလာရောက်ပေးလို့ကျေးဇူးတင်တယ်လို့ပြောပါတယ်။အဲဒီနောက်ဟာနဲကာဝါကအားလုံးကိုဗျက်စိတ်နဲ့ပတ်သက်တဲ့အချက်လက်တွေကိုမျှဝေခဲ့ပါတယ်။ပြက်စိတ်တီးရဲ့တက်တန်းကတစ်နှစ်ပဲရှိပြီးဘယင်မကိုသာတက်လိုက်ရင်ဂျန်ရဲ့ပြက်စိတ်တီးကတစ်နှစ်နေရင်တည်ကုန်လိမ့်မယ်လို့ပြောလိုက်ပါတယ် ီးတော့သူမတို့က BSF တီကိုမြားခေါ်ပြီးတိုက်ခိုက်မှုကိုပြုလုပ်ဖို့စီရင်နားတယ်လို့ပြောပါတယ်။ဂိုတိုကသူတို့ဘက်ကအပါဝင်ဆက်ရောက်လိုက်မယ်လို့ပြောပါတယ်။ဒါအိုကျော်တော့ဂန်နာကအံ့ဩသွားပြီးသူတို့ဘက်ကလည်း Astron တွေကိုထုတ်ပေးဖို့လိုရဲဆိုတာသဘောပေါက်သွားခဲ့ပါတယ်။ဒါကြောင့်သူကနားလိုက်ပြီလို့ပြောလိုက်ပြီးအသေးစိတ်ချက်လက်တွေကိုထပ်ပြီးဆွေးနွေးဖို့လုပ်ပါတယ်။အဲ့ဒီချိန်ဂျင်းဝင်းကတော့ဘာရန်နဲ့ရင်ဆိုင်နေခဲ့ပါတယ်။ဒါပေမဲ့ဘာရန်ကတန်မာပြီးဂျင်းဝင်းရဲ့တိုက်ခိုက်မှုတွေကိုလည်းကာဝယ်နိုင်နေခဲ့ပါတယ်။တိမ်မကြခင်ဂျင်းဝင်းရဲ့မန်နာကကုံသွားပြီးသူကဘာရန်ရဲ့ကံမြောက်တာကိုခံလိုက်ရပါတယ်။ သူကဆုံးသတ်တော့မဲ့အချိန်မှာစစ်သားတွေကဘော်ရန်ကိုဝိုင်းပြီးချုပ်ထားလိုက်ပါတယ်။ဂျင်ဝန်ကဒါကိုအခွင့်ကောင်းယူကဘော်ရန်ကိုတိုက်ခတ်လိုက်ပြီးသူ့ရဲ့လက်ကနေရုန်းထွက်လိုက်ပါတယ်။အဲဒီအချိန်ဘော်ရန်ကပြင်းထန်စွာအော်ဟစ်လိုက်တာကြောင့်အားလုံးကလွန့်ထွက်သွားခဲ့ပါတယ်။ဂျင်ဝန်ကိုဘော်ရန်ကထပ်ပြီးတိုက်ခတ်လိုက်တာကြောင့်ဂျင်ဝန်ရဲ့ဓာတ်ကပျောက်သွားခဲ့ပါတယ်။ဒါကြောင့်ဂျင်ဝန်ကဒုက္ခရောက်နေချိန်ဘော်ရန်ကသူ့ကိုချုပ်ထားပြီးမီရီနဲ့တိုက်ခိုက်ဖို့လုပ်ပါတယ်။ဒါအောင်မြင်တော့ဂျင်ဝန်ကလန့်သွားပြီးသူကဘာအုံမှကာဝယ်ဖို့မရတော့ပါဘူး။ဒါကဆုံးသတ်ပေးလို့ဂျင်ဝန်ကထင်နေချိန်အီရှေရုကသူ့ကိုဓာတ်ကိုလှမ်းပစ်ပေးလိုက်ပါတယ်။ အဲဒီနောက်မှာတော့ဂျင်ဦးကဘာရန်ကိုပြန်တိုက်ခိုက်ပြီးသူ့ကိုခေါင်းဖြတ်ပစ်လိုက်ကအဆုံးသတ်ပေးလိုက်ပါတယ်။အားလုံးပြီးသွားတော့နေရာတစ်ခုလုံးကလင်းထိန်လာပြီးဂျင်ဦးရဲ့မရှင်ကလည်းအောင်မြင်သွားခဲ့ပါတယ်။ဂျင်ဦးကပင်ပန်းစွာနဲ့ခြေပစ်လက်ပစ်ထိုင်ချလိုက်ခါအီရှီရူကိုမင်းရဲ့ဖေကိုတွားပြီးပြောပြလိုက်။အခုမင်းတို့မျိုးနွယ်တွေကပထမဖြစ်ပြီလို့ပြောလိုက်ပါတယ်။ဒါကိုကြောက်တော့အီရှီရူကလည်းပျော်သွားခဲ့ကဇလန်းလေးကတခမ်းရတော့ခဲ့ပါတယ်။